အလုံးမင်္ဂလာပါရှင်ဒီနေ့ RM တို့ရခိုင်မုတ်တီအရင်နဲ့အတုပ်လေးလှုပ်စားရအောင်နော်ဒီတခါတော့ RM ကအသားလွှာထားတဲ့ခက်ကတဲ့ငါးလေးတွေနှစ်ကောင်စာရဲ့ပစွန်လေးရှစ်ကောင်ရဝယ်ထားပါတယ်နော်အရင်တစ်ခေါက်ကလိုပဲပေါ့နော်ငါးလေးတွေကိုအရင်ဆုံးစားရဲ့ငေကောင်းလေးရဲ့နဲ့နေထားပါမယ်နော် ဒီအသားလွာပြီးသားငါးလေးတွေကလေချက်ရလဲပိုလွယ်ပြီးတော့ရိုးတွေပါလေလဲနှွှင်းစရာမလိုတော့လေအချိန်များရဲ့လူတွေအတွက်လည်းအဆင်ပြေပါတယ်ရတာကလည်းအရန်ကိုကောင်းတာပါငါးလေးတွေကိုရတာနေပြီးသွားရင်တော့ငါကဒီလိုတဲဦးလေးပေါ်မှာထည့်ပြီးတော့กินလိုက်ပါရနော်အိုးဆန်တဲ့လောက်အရင်ဆုံး၃កောင်လေးကိုအရင်กินတယ်ပြီးတော့မှနောက်ဆုံး၁កောင်กินတာပါလူกินနေတော့မှပဲလေငါးအနံလေးကအရန်ကိုဝင်းနေပါပြီနော်ငါးကို air fryer တို့ oven တို့နဲ့လည်းกินလို့ရတယ်မိသေးမိဖို့ပေါ်မှာလည်းกินလို့ရပါတယ်ရှင် ငါးလေးတွေအကုန်လုံးกินပြီးသွားပြီဆိုရင်တော့အငါခရင်လေးကိုသုံးပြီးရောပဲအသားလေးတွေကိုနှွှင်ထားလိုက်ပါတယ်အယိုးမပါတော့လေရမ်းကိုလွှဲတာပါငါးလေးတွေကိုအကုန်လုံးနှွှင်ပြီးသွားပြီဆိုရင်တော့အမလို့ငပိရေလေးဖြောပါမယ်နော် အမကတော့အိမ်မှာစိမ်းစားငပိပဲရှိလို့အရာလေးကိုပဲသုံးပါမယ်နော်အရင်ဆုံးရေထည့်ပြီးတော့စူအောင်တည့်ပြီးသွားရင်စိမ်းစားငပိကိုဇုံးမောက်မောက်နဲ့တဇွန်းခွဲထည့်ပါမယ်ငပိလေးတွေအကုန်လုံးပျော်သွားပြီးတော့နည်းနည်းလေးပွက်ပွက်ဆူသွားအောင်တည့်ပေးမယ်ပေါ့နော်ပြီးတော့ရင်တော့အမကဒီလိုစကားလေးနဲ့စစ်လိုက်ပါရဲ့ရှင်ဒါဆိုရင်တော့ငပိရေလေးရပါပြီနော်စစ်တုံဖြူတအုပ်ခွဲလောက်ကိုလည်းအခုံခွာပြီးတော့ငိုကောင်းမုံလေးနဲ့ညံ့အောင်ထောင်းထားပေးပါမယ်နော် ပစုံလေးတွေကိုတော့စားရဲစနွင်းလေးရဲနဲ့နေပြီးတော့ခဏနှက်ထားပါမယ်ရှင်။ဒါဆိုရင်အမလို့ဟင်းရီလေးစားချက်ပါမယ်ရှင်။အရင်ဆုံးဒဲဦးတဲ့ကိုရင်နွေးလေးထည့်တယ်ပြီးတော့ရင်တော့ငါးအသားနှင်ထားတာလေးတွေကိုသုံးပုံပုံနှစ်ပုံလောက်ထည့်ပေးလိုက်ပါတယ်။ခုနကြိုးထားတဲ့ငပိရီလေးကိုဒီရောင်းမာလေးနဲ့နှစ်စွန်းနှစ်စွန်းခွဲလောက်ထည့်ပေးလိုက်ပါတယ်နော်။ဒီတော့ဒီလေးမှွေပေးပြီးတော့ခဏလောက်တည်ပေးမယ်ပေါ့နော်။အမကတော့ရေလိုလို့နည်းနည်းထပ်ထည့်လိုက်ပါတယ်။စုစုပေါင်းရေကို2လီတာလောက်တုံးလိုက်ပါတယ်နော်။ ပြီးရင်ကတော့ကြက်သွန်ဖြူနဲ့ငရုကောင်းထောင်းထားလေးပါထည့်လိုက်ပါမယ်ရှင်။အရသာအတွက်ကတော့အမကစားရည်အချိုးမုံလေးရထည့်ပါရနော်။နောက်ထပ်10မိနစ်15မိနစ်လောက်ဆက်တည်ပြီးသွားရင်တော့အပေါ်ကနေငရုကောင်းလေးဖြူပေးလိုက်ပါရရှင်။ဒါဆိုရင်ရခိုင်မုတ်တီဟင်းလေးရပါပြီနော်။ ငုံသီးအနှစ်ချက်ဖို့တော့ငုံသီးစိမ့်မြမြလေးကိုပြုတ်ထားပါတယ်ပြီးတော့ရင်တော့ဆဲပြီးတော့ဒီလိုမျိုးလေးထောင်းထားပေးလိုက်ပါတယ်နော်ဒါဆိုရင်ငုံသီးအနှစ်လေးစချက်ရအောင်နော်အရင်ဆုံးအိုးရဲကိုစီပါလီကန်လေးထည့်ပြီးတော့ကျွတ်တုံဖြူနဲ့ကျွတ်တုံနီလေးတွေနုနုစင်ထားတာလေးတွေကိုထည့်ပြီးတော့ခဏလောက်ကြော်ပေးပါမယ်ကျွတ်တုံဖြူနီလေးကမွေးလာပြီဆိုရင်ပစုံရတာနဲ့ထားတာလေးထည့်လိုက်ပါမယ်ပစုံလေးရောင်ပြောင်းလာပြီဆိုတော့မှကြံလေးရဲ့ငပိရဲ့ငါးသားလာလေးတွေကိုအကုန်လုံးထည့်လိုက်ပါမယ် ပြန်ရတော့ရခိုင်မုတ်ဒီအည်လေးတွေကိုလည်းနှစုံနှစုံခွဲလောက်ထည့်ပေးလိုက်ပါမယ်နော်။ပစုံလေးတွေကိုအကောင်လိုက်ထားလဲရတယ်။ဒါပေမဲ့အငါပစုံအကောင်လေးတွေဟာအနေငယ်လေးကြီးတာမို့လို့လေအပြင်ကိုထုတ်ပြီးတော့ကကြီးလေးနဲ့ညှက်ပြီးတော့မှပြန်ထည့်ပါမယ်နော်။ဒါဆိုရင်တုတ်တဲ့အခါမှာစားရပိုပြီးတော့လွယ်ပါတယ်။ပြီးတော့ရင်ကတော့ငုံသီးစိမ်းထောင်းထားတာလေးတွေကိုထည့်ပေးလိုက်ပါမယ်နော်။ ငမ်ကအရင်လေးနည်းနည်းလေးလိုတော့မို့လို့ဟင်းရည်လေးကိုလည်းနှစ်စွန်းလောက်ထပ်ထည့်လိုက်ပါရနော်။ဒီရတာအတွက်စားလေးထည့်ပါမယ်။ပြီးရင်ခဏလောက်တည်ပြီးပြီဆိုတာနဲ့အရင်စားလို့ကောင်းနေငယ်ဦးသည့်အနှစ်လေးရပါပြီ။အမကပဲကြော်လေးလည်းကြော်ထားပါဗျ။ပဲကြော်ကြော်နီးကိုတော့ဗီဒီယိုတက်တက်တင်ပေးမယ်နော်။ဒီငယ်ဦးသည့်အနှစ်လေးတဲ့ကိုပစွန်ထည့်တာလေ။ရခိုင်လူမျိုးအကိုတယောက်ရဲ့ဟင်းချက်နီးထဲမှာတွေ့တာပါ။အဲ့ဒီကိုရဲ့ဗီဒီယို link လေးကိုလည်းအမ်ကွန်မန့်မှာပေးထားမယ်နော်။ အမနုမုတ်တီ၃လေး၃ရအောင်နော်မုတ်ဖတ်ထဲမှာခုနချက်ထားတဲ့ငုံသည့်အနှစ်လေးရဲ့နနမင်းလေးရဲ့တံမြတိလေးရဲ့ညှစ်ပြီးတော့ရောနေပေးလိုက်ပါမယ်အငန်လိုရင်တော့ငံပြားလေးထည့်လို့ရပါတယ်ရှင်နောက်ဆုံးကျမှပဲကျော်လေးကိုဒီလိုမျိုးခြေလိုက်ပြီးတော့တစ်ခေါက်လောက်ရောနေလိုက်ရင်တော့အရန်ကိုစားလို့ကောင်းတဲ့ရခိုင်မုတ်တီအတုပ်လေးရပါပြီပုံမှန်ကတော့အမကလေးငဖယ်ထည့်ရတာကိုလည်းကြိုက်ပါတယ်ငဖယ်မရှိလို့အမကဒီတစ်ခေါက်ပဲကြော်ကြော်ထားတာပေါ့နော်ပဲကြော်လေးနေရာလည်းအရန်ကိုလိုက်တာပါ ဒီငယ်ဦးသည်အနှစ်လျာလေးတော်တော်လေးကိုစားလို့ကောင်းပါတယ်။ထမင်းလေးနဲ့စားရင်လည်းအရင်ကောင်းပါတယ်နော်။အဲ့တော့ငါပိုချက်ပြီးတော့ထမင်းလေးနဲ့လည်းစားလိုက်ပါသေးတယ်ရှင်။ဒါကတော့ရခိုင်မုတ်တီအရေးလေးစားနေရပါ။အရင်ဆုံးမုတ်ဖက်ထဲမှာငယ်ဦးသည်အနှစ်လေးကိုထည့်ဟင်းရည်လေးကိုရွှဲရွှဲလေးဆန်းပြီးတော့ဘဲကြော်လေးရဲ့နည်းနည်းမင်းလေးရဲ့တက်မြသည်လေးညှစ်ပြီးတော့ပေါ့နော်။အရင်စားကောင်းတာမို့လို့အိမ်မှာလှုပ်စားကြည့်ကြပါအောင်ရှင်။